်မင်္ဂလာပါရှင်စူဇန်ရဲ့ Midnight Crime Channel လေးကနေကြိုဆိုလိုက်ပါတယ်အခုမြင်နေရတဲ့ဗီဒီယိုက Marian Igura ဆိုတဲ့အမျိုးသမီးလေးနာမည်ကြီး TikToker တယောက်ရဲ့နောက်ဆုံးတင်ခဲ့တဲ့ဗီဒီယိုပဲဖြစ်ပါတယ်သူမဟာသူ့ရဲ့မျက်နှာကိုဒီလိုပေါ့နော်လူပြက် clown ပုံစံမျိုးခြေထားတယ်ပြီးတော့အဆွေးသချင်းတစ်ပုဒ်ကိုအဆွေးသချင်းတစ်ပုဒ်ကိုအနောက်ခံဖွင့်ထားပြီးတော့ဒီလိုမျိုးသူဟာအဲ့တချင်းကိုလိုက်ဆုံနေတဲ့ပုံစံမျိုးတင်ခဲ့တာဖြစ်အဲ့တချင်းရဲ့နာမည်ကတော့ because you were leaving နေဟာထွက်သွားတော့မှမလို့ဆိုတဲ့အဓိပ္ပာယ်ရတဲ့အချင်းပဲဖြစ်ပါတယ်။သူ့ကိုအပိနေကြ follower ရေသူ့ရဲ့ fan တွေဟာအဲ့ဒီ video တင်လိုက်တဲ့အခါမှာအဇန်းကိုအံ့ဩကြတယ်ပေါ့နော်။အမြဲတမ်းသူတင်နေရဆိုလို့ရှိရင်ပျော်စရာကောင်းတဲ့ video ဟာတာလေးတွေဒါမှမဟုတ်လို့ရှိရင်လည်းတကယ်ကိုလှလှပပအဲ့ video လေးတွေပဲတင်နေကြမှုလို့ဒီနေ့တင်တဲ့ video ဟာဘာသေးပဲလေ။ပါလို့တင်တာလေဆိုတော့ဘယ်သူမှနားမလည်နိုင်အောင်ဖြစ်နေတယ်။အဲဒီဗီဒီယိုတင်ပြီးတဲ့နောက်မှာဆိုရင်လေမာရီယန်ကလုံးဝပျောက်ဆုံးသွားခဲ့ပါတယ်။ online ပေါ်မှာဘာပုံဘာဗီဒီယိုမှထပ်ပြီးမတင်တော့ဘူးပေါ့နော်အဲ့တော့လူတွေကသိကျင်ကြတယ် Marian ကဘာဖြစ်သွားတာလဲ Marian ကဘာလို့ပျောက်သွားတာလဲဆိုတော့လူတွေကအရင်သိကျင်ကြပါတယ်ဒီမှုနဲ့ပတ်သက်ပြီးတော့လဲ theory တွေအများကြီးထွက်လာတယ်ပေါ့နော်ဒါဖြစ်နိုင်တယ်ဟိုကဖြစ်နိုင်တယ်စသဖြင့် theory တွေအများကြီးထွက်ပေါ်လာပါတယ် Flor Mirian Igura က23ရက် November လ2000ခုနှစ်မှာမွေးဖွားခဲ့ပါတယ်သူ့ကိုမွေးဖွားခဲ့တဲ့မြို့လေးဟာမြို့သေးလေးပါလူဦးရေမှာ3သိန်းပဲရှိပါတယ် သူ့ရဲ့အဖေအားထောပတ်တီခူးတဲ့သူသူ့အမေကတန့်ရှင်ရေလုပ်တဲ့ဝန်ထမ်းတစ်ယောက်ပဲဖြစ်ပါတယ်။ဒီမာရီယမ်မှာမောင်နှမသားချင်းရှိမရှိရောသတင်းတွေမီဒီယာတွေမှာဖော်ပြထားခြင်းမရှိပါဘူး။လူလက်တန်းစားမိသားစုဆိုပေမဲ့တကယ်ကိုအခြေခံလူလက်တန်းစားလို့ပြောရမှာပါ။မာရီယမ်ကငငယ်ရအရန်သွက်လက်တဲ့စကားပြောကောင်းတယ်။နောက်ပြီးလို့ရှိရင်ခင်မို့ကောင်းတယ်ပေါ့နော်။ပြီးလို့ရှိရင်သူကအဲ့လိုရီမွန်ပြီးတော့ပျော်တတ်တဲ့ကောင်မလေးတစ်ယောက်ဖြစ်တယ်။ သူမရဲ့တကြွတယ်ဖော်ရွေတယ်နောက်ပြီးလို့ရှိရင်အဲ့လိုပေါ့နော်အရန်ကို positive ဖြစ်တယ်ဒီလို personality ကြောင့်မလို့သူ့ရဲ့ဒီ digital creator လမ်းကြောင်းကတော်တော်ကြီးကိုဖြောင့်ပြူခဲ့ပါတယ်ကလေးဘွားတော့ကလည်းသူကကားတွေအားကစားတွေဝါသနာပါခဲ့တဲ့တကြောင်မလို့အခုနောက်ပိုင်း digital creator လုပ်တဲ့အခါမှာလည်းလှပတဲ့ကောက်ွက်လေးနဲ့သူကအဲ့လိုဗီဒီယိုလှလှလေးတွေဗီဒီယိုကောင်းလေးတွေကိုအမြဲတမ်းတင်နိုင်နေတယ် 2022ခုနှစ်မှာသူလုပ်ခဲ့တဲ့ live stream တခုမှာဆိုလို့ရှိရင်သူဆက်ဆက်ချင်းဒီလိုဗီဒီယိုတွေစတင်တော့ရတယ်သူအရင်ရှက်ခဲ့တယ်ပေါ့နော်နောက်တော့လည်းအသားကျသွားပါပြီတဲ့2019လောက်မှာမှသူရဲ့ဒီလိုပေါ့နော်ဗီဒီယိုတခုကပေါက်သွားပြီးတော့ view 9000ကျော်လောက်ရသွားတယ်ပေါ့အဲ့ဒီမှာသူအရင်ကိုအားဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းပြီးတော့အဲ့နောက်ပိုင်းမှာသူ content တွေကိုအားစိုက်ပြီးတော့လုပ်ခဲ့ပြီးတော့သူဒီလို sponsor video တွေတောင်သူလုပ်နိုင်ခဲ့ကြအောင်စသဖြင့်သူရဲ့ live stream တခုမှာပြပြခဲ့တယ်လို့လည်းသိရပါတယ် သူ့ရဲ့ content နေရာတော့ဒီလိုမျိုးပေါ့နော် niche တစ်ခုတည်းကိုလောက်တာမှုပါဘူးသူတို့ lip sync video တွေလုပ်တယ်ဟာသ video လေးတွေလုပ်တယ် makeup video တွေလုပ်တယ်စသဖြင့်ရောက်တက်ရရာမျိုးစုံသူစိတ်ထဲမှာရှိတဲ့ content မျိုးကိုတင်လင်းရှိပါတယ်၃လပိုင်း2020ခုနှစ်မှာဆိုလို့ရှိရင်တော့ဒီလို covid ရောဂါပိုးဟာဒီကဘာလုံးကိုတိုက်ခိုက်နေတာဖြစ်တဲ့တကြောင်မလို့လူတွေဟာအိမ်မှာပဲနေတယ်အဲ့ဒီအချိန်မှာ content creator တွေလည်းအများကြီးထွက်ပေါ်လာတယ်လို့ လူတွေကလည်းဒီလိုပြင်းပြီးတော့ဒီလိုပေါ့နော်အင်တာနက်တွေပို့သုံးနေ social media platform တွေမှာအချိန်တော်တော်ကြီးပေးလာကြတယ်။အဲ့ဒီအချိန်မှာပဲ Marian ဟာ content creator လမ်းကြောင်းပေါ်ကိုစပြီးရောက်ခဲ့တာဖြစ်တယ်။သူ့ရဲ့ပထမအုပ်ဆုံးဗီဒီယိုကဘာလဲဆိုလို့ရှိရင်သူ့ကိုယ်သူပေါ့နော်ဒီလို spine တယောက်ပေါ့အရင်ကကြက်ပြက်ကချောပလွဲတွေလုပ်တဲ့ spine တယောက်ရဲ့ character မျိုး short video လေးတကယ်တူတူလေးတွေရိုက်ပြီးတင်တာဖြစ်ပါတယ်။ အရင်လဲရှိရပြီးတော့အပြင်းပြည့်စီတဲ့ content မျိုးဖြစ်လို့လူတွေကသူ့ကိုတော်တော်ကြီးအားပေးကြတယ်ပေါ့နော်သူ့ရဲ့ပထမအဦးဆုံးပေါက်သွားတဲ့ video ဟာဆိုလို့ရှိရင်24နာရီအတွင်းမှာပဲ1 million view တောင်ရရှိခဲ့တယ်။အဲ့နောက်ပိုင်းမှာသူ့အတွက် follower တွေ subscriber တွေကလည်းအမြောက်အများရရှိခဲ့တယ်ပေါ့နော်။2021ခုနှစ်မှာဆိုလို့ရှိရင်သူ့ရဲ့ဝင်ငွေဟာဆိုလို့ရှိရင်တစ်လကိုဒေါ်လာ9000နဲ့9000ကျားမှရှိရလို့သိရပါတယ်။ဂျွန်လ2023ခုနှစ်မှာဆိုလို့ရှိရင်တော့သူဟာတကယ် follower တွေသူ့ကို အားပေးတဲ့ fan နဲ့အခိုင်အမာရရှိလာပြီဖြစ်တဲ့ကြောင့်မို့ချင်းတပုတ်ကိုတော့ထုတ်လွှင့်ခဲ့တယ်။အဲ့တခြင်းရဲ့နာမည်က Boom Boom လို့အမည်ရပါတယ်။ Spotify မှာ နားဆင်သူ10သန်းကျော်တိရှိခဲ့ပါတယ်။အခုဆိုလို့ရှိရင် သူဟာတကယ်ကိုဘာလုံးလုံးလုံတိုင်းပါတယ်နော်အောင်မြင်တယ်။နောက်ပြီးလို့ရှိရင်တကယ်ကို financially stable ဖြစ်တဲ့ကောင်မလေးတယောက်ဖြစ်လာပြီ။ဒါပေမဲ့နာမည်ကြီးခြင်းရဲ့နောက်မှာ stress တွေလည်းတော်တော်များလာတယ်။ Marian ကိုဒီလို လုံးဝ follow up ဘူးမှမရှိခင်ကရာစပြီးအားပေးခဲ့တဲ့သူတွေဟာ Marian ရဲ့ stress တွေကိုစပြီးသတိထားမိလာတယ်ပေါ့နော်။ Marian ကိုရိုင်းကလည်းပြောတယ်နမည်ကြီးမှုကားတဲ့တကယ်ကိုအသက်ရှူချက်စီတယ်လို့ပြောပါတယ် Marian ကသူ့ရဲ့အချင်းရင်းနဲ့ပတ်သက်ပြီးတော်တော်လျှို့ဝှက်တယ်ပေါ့နော်တခါမှသူ့ရဲ့ဒီလို online မှာသူ့ရဲ့ social media platform တွေပေါ်မှာသူဘသူနဲ့တွဲနေပါတယ်ဘာညာစသဖြင့်တခါမှ အဲ့လိုမျိုးအတိပေးခဲ့ခြင်းမရှိဘူး။ဒါပေမဲ့သူ့ရဲ့ story လေးတွေမှာတော့သူအချစ်ရေးအစင်မပြေဘူးဆိုတဲ့အကြောင်းလေးတွေတော့တင်လေးရှိတယ်ပေါ့နော်။သူဝမ်းနည်းနေတယ်လို့သူဆွေးနေတယ်လို့စသဖြင့်အဲ့လိုလေးတွေတော့သူကတင်လေးရှိတယ်လို့သိရတယ်။အဲ့တော့2025ခုနှစ်မှာဆိုလို့ရှိရင်သူဟာ social media မှာအရင်ကို active ဖြစ်တဲ့သူကြောက်ဖြစ်တဲ့တရက်တရက်ကိုလည်းအဲ့လို video လေးတွေအတူလေးတွေအများကြီးတင်နေ3-5ခုတင်နေတော့မှာဆိုလို့ရှိရင်2025မှာဆိုရင်သူ့ရဲ့ follower ဟာ3000ကျော်အောင်ရှိနေပြီဖြစ်တယ်။ August လ2025ခုနှစ်မှာဆိုလို့ရှိရင်တော့ မာရီယန်ဟာအရာရာပြောင်းလဲလာခဲ့တယ်သူရဲ့ဗီဒီယိုဟာအရင်လိုကလာပပကရာလေးတွေဒါမှမဟုတ်ရှင်လဲပျော်ရွှင်စရာဟာတာဗီဒီယိုလေးတွေမဟုတ်တော့ဘင်းနဲ့အဲ့လိုအရင် stress ဖြစ်တဲ့ပုံနောက်ပြီးပောက်ကွဲခြင်းတဲ့ပုံအဲ့လိုပုံစံမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့တော့နောက်ဆုံးတင်ခဲ့တဲ့ဗီဒီယိုကတော့သူတို့အရှိမပြောခဲ့သလိုပဲမျက်နှာကိုရုပ်ဆိုးအောင်ပေါ့နော်ဒီလို clown လူပြက်ပုံစံခြေတယ်ပြီးလို့ရှိရင်ဟိုးအရင်ကတချင်းအဟောင်းလေးတစ်ပုတ်ဒါပေမဲ့အဲ့ဒီအချိန်ကတော့မက္ဆီကိုမှာပြန်ပြီးနာမည်ကြီးနေတဲ့တချင်းတစ်ပုတ်အတိတ်ဘယ်က နင်းထွက်သွားတော့မယ်ဆိုတော့ဆိုပေါ့အဲ့လိုမျိုးအဓိပ္ပာယ်ရတဲ့သချင်းကိုသူဟာနောက်ခံထားပြီးတော့ဗီဒီယိုတစ်ပုဒ်ကိုတင်ခဲ့ပါတယ်။အဲ့ဒီဗီဒီယိုတက်လာတော့သူ့ကိုချစ်ကြတဲ့သူတွေအစိတ်ပူကြတယ်။မာရီယန်နဲ့အဆင်ပြေရဲ့လား မင်းဘလို့ဖြစ်တာလဲစသဖြင့်သူ့ကိုမေးပြီးမယ်သူကဘယ် comment ကိုမှမပြန်တော့ဘူးပေါ့နော်အဲ့ဒီ video မတင်ခင်မှာ Marian ဟာသူ့အမေနဲ့အကြီးအကျယ်ရင်ဖြစ်ခဲ့လို့လဲနောက်ပိုင်းမှာသိရတယ်ပေါ့နော်တရက် September လ2025ခုနှစ်ညနေ6:00နာရီလောက်မှာတော့ Marian ဟာသူ့အိမ်ကနေအရင်ဝမ်းနဲ့ပက်လက်ပုံစံနဲ့ငိုကြွေးပြီးတော့ကားမောင်းပြီးထွက်သွားခဲ့လို့သိရပါတယ်အဲ့ဒါကိုလဲဘေးအိမ်ကပေါ့နော်သူတို့ဘေးအိမ်ကအိမ်ကြီးချင်းတယောက်ကမြင်လိုက်တာလို့ပြောပါတယ်အစပိုင်းမှာတော့သူ့မိသားစုတွေကစိတ်မပူဘူးပေါ့နော်သူ့သမီးစိတ် ိုးလို့ဆင်းသွားတယ် maybe စကားရပါလေများရများသွားမှာပေါ့နော်စိတ်ဆိုးပြင်တော့ပြန်လာမှာပဲလို့ပဲတွေးထားပြီးမယ်12ရက်စက်တင်ဘာလောက်အထိကိုသူမီးကပြန်မလာဘူးအဲ့ဒီအပြင်ကိုဖုန်းဆက်ရင်လည်းမကင်ဘူးအဆက်တွေပါပြတ်တဲ့အခါမှာတော့အမီးပါတွေကစိုးရင်စားပြူလာပြီပေါ့နော်နောက်မှသိလိုက်ရတာဟာဖုန်းက မာရီယန်ကယူရောမသွားဘဲနဲ့သူ့ရဲ့အခန်းထဲမှာပဲကြံခဲ့ပြီးအားကုန်နေတယ်ဆိုတာကိုသိရတယ်။အဲ့အခါကျမှပို့ပြီးတော့စိတ်ပူသွားတယ်။မာရီယန်ဟာ content creator လုပ်နေတဲ့သူ။သူဟာဖုန်းနဲ့လက်နဲ့ကဘယ်တော့မှကြွားတယ်ဆိုတာမရှိဘူး။အခုလို12ရက်လောက်ဖုန်းလုံးဝမယူသွားဘူး။ဘာဗီဒီယိုမှလည်းတက်မလာဘူးဆိုတဲ့အခါမှာတဖြည်းဖြည်းနဲ့တော်တော်ကြီးကိုစိုးရိမ်စရာဖြစ်လာတာပေါ့နော်။အဲ့တော့အဲ့အခါကျမှမာရီယန်တငယ်ချင်းတွေကိုဆက်သွယ်တော့လည်းဘသူမှမသိဘူး။အဲ့တော့နောက်ဆုံးမှာတော့ရဲကိုတိုင်ခဲ့တယ်။တကယ်တမ်းတော့တော်တော်ကြီးတောင်နောက်ကျနေပြီဖြစ်ပါတယ်။ ့ရဲတွေက12ရက်လောက်တောင်မှပျောက်နေပြီဆိုတဲ့အခါကျတော့ချက်ချင်းဒီလိုမျိုးပေါ့နော် Albert Alert တွေပါတယ်ချစ်ကနိုင်ငံမှာလည်းဒီလိုမျိုးကောင်မလေးငယ်ငယ်လေးတွေကခဏခဏအဲ့လိုမျိုးဖမ်းခံရတယ်နောက်ပြီးလို့ရှိရင်လူကုန်ကူးခံရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအဲ့လိုပေါ့နော်ဖမ်းဆီးချုံနောက်ခံရတယ်ခဏခဏဖြစ်တော့ဒီလို မင်းကလေးငယ်လေးတွေအပြိုပေါ်လေးတွေဖြစ်တယ်ဆိုလို့ရှင်ချစ်ချင်းလူတွေအားလုံးကို message ပို့ပြီးတော့ဘယ်ကောင်မလေးအသက်ဘလောက်ရှိလဲရုပ်ကဘလို့အဲပေါ့နော်ပျောက်နေပါတယ်တွေ့ရှိအကြောင်းကြားပါစသဖြင့်အဲ့လိုမျိုး alert တွေပို့ခဲ့တယ်ပေါ့နော် flyer တွေလည်းအများကြီးဝေခဲ့တယ်ရဲတွေကလည်းတကယ်ကိုရနိုင်သမျှတက်သေးတဲလွန်စားရင်လည်းကောင်မလေးရှိမြင့်နေအောင်လိုက်ရှာခဲ့ကြရဲတွေက Marian နဲ့နေတူကအဲ့လိုပြောဆိုဆက်ဆံတဲ့သူတွေကိုမေးတော့လဲဘာမှသိပြီးမသိရတဲ့အခါမှာ Marian ကားမောင်းပြီးထွက်သွားရဲဆိုတော့ ဒီလမ်းနေမှာရှိတဲ့ CCTV တွေကိုသူတို့ကခက်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 ကိုအဲ့လိုပေါ့နော်ဒီမာရီယာရဲ့ကားဖြတ်သွားတဲ့ဟာကိုရှာကြတယ်။အဲ့တော့ဒါဟာအရင်မလွယ်ကူတဲ့အလုပ်ဖြစ်တဲ့ကြောင့်မို့တော်တော်ကြီးကိုအချိန်ပေးပြီးတော့ရှာဖွေရတယ်ပေါ့နော်။ Marian က content creator ဆိုတော့သူ့ရဲ့တငယ်ချင်းတခြား content creator တွေကလည်းသူတို့ကိုယ်တိုင် post တင်ပြီးတော့ငါတို့တငယ်ချင်း Marian ပျောက်ဆုံးနေပါတယ်။ တွေ့ရှိရင်တနေရာမှာတွေ့ရင်အကြောင်းကြားပါဆိုပြီးတော့တင်တယ်အဲ့တော့မာရီယန်ပျောက်ဆုံးမှုဟာဆိုလို့ရှင်သူတို့မက်ဆီကိုတနိုင်ငံလုံးကတည်တယ်လူတိုင်းမသိတဲ့သူမရှိဘူးသတင်းမီဒီယာတွေကလည်းဒီအကြောင်းကိုတင်တယ်ရဲရဲကလည်း flyer တွေပါဝင်ပြီးတယ်ဆိုတော့ရှင်းရှင်းပြောရရင် ဒီနိုင်ငံမှာမသိရတဲ့သူဟာဒီပြောက်ဆုံးမှုကိုမသိရတဲ့သူဟာမရှိတလောက်ပဲဒီလိုမီဒီယာတွေကလည်းအများကြီးဝင်ပြီးဆွေးနွေးကြတယ်ပေါ့နော်ဖန်ဆီးခံရတာလားဖန်ဆီးခံရတယ်ဆိုလို့ရှိရင်လည်းကဲအခုချိန်လောက်ဆိုရင်ငွေဘလောက်နဲ့ရွေးပါစသဖြင့်ဘယ်သူမှလည်းမဆက်သွယ်လာဘူးဒါဆိုရင်ထွက်ပြေးသွားတာလားမာရီယန်စိတ်ဆိုးပြီးတော့အဲ့နေကငိုယိုပြီးထွက်သွားတယ်ဆိုတော့စိတ်ဆိုးပြီးထွက်သွားပြီးဘယ်သူမှအဆက်သွယ်မလုပ်ဘဲနဲ့ဇမြုပ်နေတာလားစသဖြင့်ခက်မှန်းချက်တွေအမြင်ဝူးဆုံးထွက်လာတယ်ပေါ့နော်နောက်ပြီးတော့လေဒီမာရီယန်နောက်ဆုံးတင်ခဲ့တဲ့ဗီဒီယိုကြောင့်မလို့မာရီယန်က အသေးကွဲနေတာလားပေါ့နော်ဒါမှမဟုတ်အသေးကွဲနေတဲ့သူကြီးစားနဲ့အဆင်မပြေလို့များဒီလိုမျိုးကြီးလောက်တာလားဒီလိုထွက်သွားတာလားဒါမှမဟုတ်လို့ရှင်လေတရားရောက်ကများသူ့ကိုဖမ်းချုပ်ထားတာလားမျိုးစုံဒီထင်မြင်ချက်တွေအများကြီးထွက်လာကြတယ်အဲ့တော့ရဲတိုင်ပြီးငါရဲ့အကြာမာရီယန်ကိုမော်ရီလီယာမျိုးရဲ့ဟိုတယ်တစ်ခုမှာ ပြန်တွေ့ခဲ့တယ်မာရီယန်အခုရောက်နေတဲ့ဟိုတယ်ဟာသူ့အိမ်နဲ့ဆိုရင်62မိုင်တိတိပဲဝေးပါတယ်ကားနဲ့ဆိုလို့ရှိရင်2နာရီလောက်ပဲမောင်းရတယ်လို့သိရတယ်ပေါ့နော် မာရီယန်ကိုရှာတွေ့ရဆိုပေမဲ့သတင်းကောင်းတော့မဟုတ်ပါဘူးမာရီယန်ဟာတကယ်ကိုအရန်ဆိုးသွားတဲ့အခြေအနေနဲ့တွေ့ရတာပါအရန်အားတွေမရှိဘူးအရန်အားနေနေတယ်ပြီးလို့ရှိရင်လုံးဝအသက်ကမြမြော်လေးပဲကျန်တော့တယ်ပေါ့နော်အဲ့တော့ရဲတွေဟာမာရီယန်ကိုဆေးရုံပို့လိုက်တယ်ချက်ချင်းအေးပေါ်ဌာနမှာချက်ချင်းကိုအသက်ကယ်ဖို့ကြိုးစားခဲ့ကြတယ် နောက်မာရီရဲ့ခန္ဓာကိုယ်မှာအဲ့လိုဒဏ်ရာတွေရှိရပေါ့နော်ဒဏ်ရာတွေအညိုမဲတွေလည်းတွေ့ရတယ်ပြီးတော့အရက်တွေလည်းအလွန်အကျွံတောက်ထားတာကိုတွေ့ရတယ်အဲ့တော့ရဲရအခုချိန်မှာဘာမှမသိနိုင်တဲ့အခြေအနေဖြစ်တဲ့ကြောင့်မလို့ဆရာဝန်တွေကအစွမ်းကုန်ကယ်ဖို့ကြိုးစားပြီးတော့ရဲရအဆောင်နေချပြီးတော့မရီယန်ကိုစောက်ရှောက်ပေးကြတယ်မာရီယန်ကိုထားပါတော့နော်အိမ်တွင်အကျန်းဖက်မှုများရှိနိုင်လားပေါ့စိတ်ညစ်အောင်လုပ်လို့အဲ stress ဖြစ်လို့ထွက်ပြေးတာလားဘာများဖြစ်နိုင်မလဲဆိုပြီးတော့မိသားစုဝင်တွေကိုပါတည်တည်ကြာကြာစစ်ဆေးခဲ့ကြရလို့သိရပါတယ်။ Marian ကလုံးဝ စကားမပြောနိုင်ပါဘူး။ तू อ่ะရန်ကိုအားနေနေတယ်။အဲရဲတွေဟာ तू တဲခဲ့တဲ့ဟိုတယ်ရဲ့ CCTV မှတ်တမ်းတွေကိုဟိုတယ်ကိုတောင်းနေ။မာရီယံဝင်လာတဲ့အချိန်မှာတယောက်တည်းဝင်လာတာလား။ခန်းနေကိုလူဝင်လူထွက်ရှိလား။စသဖြင့်ပေါ့နော်။ရဲတွေကမေးတယ်။အဲ့လိုမေးတဲ့အခါမှာထူးဆန်းတာကအဲ့ဒီဟိုတယ်ဝန်ထမ်းကဒီဟိုတယ်မှာ CCTV တွေအကုန်လုံးဟာအဲ့လိုပိတ်ထားတာပေါ့နော်။တဟိုတယ်တစ်ခုလုံးမှာရှိသမျှ CCTV အားလုံးကပိတ်ထားတာလာနေချင်းနေပြီးရဲ့အဲ့တော့ဘာ recording မှမရှိဘူးတဲ့။ပြီးတော့လေ ီမာရီယန်ကဒီဟိုတယ်ချက်ကင်ကိုတယောက်တည်းဝင်လာလားနှစ်ယောက်ဝင်လာလားဆိုတာတော့မှသူကဘာမှမသိဘူးဘာမှမပြောနိုင်ဘူးဆိုတဲ့ပုံစံမျိုးမသိဘူးမရှိဘူးလို့ပဲရဲတွေပြောတယ်အဲ့ဒါကအရင်တနေရရှိစရာကိစ္စဖြစ်တယ်ပေါ့နော်တယောက်တည်းဝင်လာရင်တယောက်တည်းဝင်လာရင်နှစ်ယောက်ဝင်လာရင်နှစ်ယောက်ဝင်လာရင်ပြောလို့ရတယ်ဒီလိုဟိုတယ်ရမ်းပြီးတော့ဟိုတယ်ထားပါ CCTV တစ်ခုတလေပြတ်တယ်ဆိုရင်ယုတ်တိရှိသေးတယ်ဟိုတယ်တစ်ခုလုံးမှာရှိသမျှ CCTV တွေအကုန်ပြတ်တယ်ဆိုတာတော့တော်တော်ယုတ်တိမရှိတဲ့ကိစ္စပေါ့နော်မာရီယန်နေခဲ့တဲ့အခန်းကိုဝင်ပြီးစစ်ဆေးတဲ့အခါမှာမာရီယန်လက်ရည်နဲ့ရေးထားတဲ့ စာရီလည်းတွေ့ခဲ့တယ်။အဲ့ဒီစာရီကသူ့ရဲ့မိသားစုကိုရေးထားတာဖြစ်ပြီးသူအရန်စိတ်ပင်ပန်းနေပြီဖြစ်ကြောင်းအရန်စိတ်ညစ်နေကြောင်းပြီးလို့ရှိရင်သူပေါ်တော့အရန်ကိုပင်ပန်းနေပြီဖြစ်ကြောင်းရေးထားတာဖြစ်တယ်။အဲ့တော့ဒီစာရီကိုကြည့်မယ်ဆိုရင်တော့သူဟာဒီမိသားစုကပေးတဲ့ pressure တွေပေါ်မှာတော်တော်ကြီးကိုစိတ်ခံစားချက်တွေမကောင်းဖြစ်နေတယ်လို့ဆိုလို့သိရတယ်ပေါ့နော်။ ဆင်းရုံကအရန်ကိုစူးစမ်းပြီးကဲတင်ပေမဲ့လည်းဆင်းရုံရောက်ပြီးတော့9ရက်လောက်ကြာမှာတော့မာရီယန်ဟာနေ့လယ်2နာရီမှာ လုံးဝ brain dead ပေါ့နော်အုံနောက်ကတည်ဆုံးသွားပြီလို့သိရပါဗါတယ်အဲ့တော့အုံနောက်တည်ဆုံးသွားပြီဆိုရင်ဒီလိုဆက်တွေတက်ပြီးတော့အသက်ရှူအောင်နှလုံးခေါအောင်လုပ်ပြီးတော့ဆက်ပြီးအသက်ရှင်အောင်လုပ်ထားလို့ရပေမဲ့လည်းတကယ်တမ်းဘာမှအတိတ်ပဲမရှိတော့ဘူးပေါ့နော်အဲ့တော့မိသားစုတွေကဘလို့ဆုံးဖြတ်လိုက်လဲဆိုရင်မာရီယန်ကလည်းအမြဲတမ်းသူ့ရဲ့ပေါ့နော် organ စီကိုသူတည်ဆုံးသွားရင်လှူဖို့အတွက်ကိုစိတ်ပြင်းပြခဲ့တာမို့လို့မာရီယန်ရဲ့စက်တွေကိုရက်လိုက်ပြီးတော့သူ့ရဲ့ organ တွေကိုလှူပါမယ်ဆိုပြီးတော့ပြောခဲ့တယ်ပေါ့နော်။စင်းယုံကကြတော့ဒီအမှုဟာမှုခင်ဖြစ်ထားတဲ့အတွက်ကြောင့်မလို့ဒီလိုတရားရုံးကနေပြီးတော့လှူခွင့်ပြုတဲ့ဟာကိုလက်မှတ်ကိုရတော့မှဒီလိုယူခွင့်ရှိတယ်ကွာ။အဲ့ခါကျတော့ဒီရဲတွေကလည်းတရားရုံးကိုတင်ပြတယ်ဒီလိုအမှုကဒီလိုဒီလိုဒီလိုရှိတယ်။ ်ဘာမှမသေးကြဘူးအခုချိန်ထိလည်းဘာတင်းလွန်စားမှမရဘူးမရီယန်ရဲ့အခြေအနေကလုံးဝအစာလုံးဝမစားထားဘူးအစာမစားတာတပတ်စဲလောက်ရှိရဲ့ပုံပေါက်တယ်ပြီးတော့အရက်တွေကလည်းအလွန်အကျွံတောက်ထားရဲဆိုတော့ဒါဟာကိုကိုတက်တည်ရလဲဖြစ်နိုင်တယ်ပေါ့နော်နောက်ပြီးတော့တခြားလူတက်တာပါလုတ်တာပါပြောရအောင်လေဘာမှ CCTV မှတ်တမ်းနေရလဲမရဘူးဆိုတဲ့အခါကျတော့နောက်ဆုံးတရားရင်ကနေပြီးတော့မိသားစုကလည်းထပ်ပြီးအရှိအရှိ သိရမလားအဖြေရှာပေးပါဘာညာလဲပြောမနေတဲ့အခါကျတော့နောက်ဆုံးမှာအဆင်တော့သူကသူတက်တည်ဖို့ကြိုးစားရကနေနေမကောင်းဖြစ်ပြီးတည်သွားတယ်ဆိုပြီးတော့ပဲဆုံးဖြတ်ပြီးတော့သူ့ရဲ့ organ တွေကိုဒီလိုမျိုးယူခွင့်ပေးလိုက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဆေးရုံကကောင်မလေးရဲ့သက်ရှူဆက်နှလုံးခုန်ဆက်တွေအကုန်လုံးပိတ်လိုက်ပြီးတော့ကောင်မလေးရဲ့ organ တွေကိုထုတ်ပြီးတော့တခြားလိုအပ်တဲ့သူတွေကိုလှူပေးလိုက်တယ်လို့သိရပါတယ်။ Marian ဟာသူသက်တည်ဆုံးတဲ့အချိန်မှာဆိုလို့ရှိရင်အသက်23နှစ်ပဲရှိပါသေးတယ်။လူတွေအားလုံးကိုအရန်ကိုဝန်းနေစေခဲ့တဲ့အမှုလည်းဖြစ်ပါတယ်။ Marian ရဲ့အမှုကိုပေါ့နော်အားလုံးကကကနနအဖြစ်မှန်ပေါ်စီခြင်းလို့ #marian ဆိုပြီး post ရေးအများကြီးတင်ခဲ့တယ်။나이ပိုင်းအတွင်းဒီအမှုနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးတင်နေသူတွေဟာတန်ပေါင်း90ကျော်တောင်ရှိခဲ့တယ်။ TikTok မှာလည်းသူ့ရဲ့နောက်ဆုံးတင်ခဲ့တဲ့ဒီလိုမျက်နှာကိုကလောင်းပုံစံခြေထားတဲ့ video နဲ့ duet ပေါ့နော်ဟိုတဝက်တဝက်နဲ့အဲ့လိုပုံလေးတွေပြန်တင်ပြီးတော့ video လေးတွေပြန်တင်ပြီးတော့သူ့ကိုဝန်내ကြောင်စိတ်မကောင်းဖြစ်ကြောင်အဲ့လိုမျိုးပေါ့နော်ပြသခဲ့ကြတယ်။သူတည်ဆုံးပြီးတော့ နှစ်ရက်အကြာမှာတော့သူမရဲ့နာရီကိုပြုလုပ်ကျင်းပခဲ့ကြတယ်။မာရီယန်ကိုချစ်တဲ့သူ့ရဲ့ပရိသတ်တွေအမြောက်အများလာပြီးတော့နှုတ်ဆက်ကြတယ်ပေါ့နော်။မနေ့9နာရီလောက်မှာလေဟိုလာရောက်နှုတ်ဆက်တဲ့သူဟာလူပေါင်း1500ကျော်လောက်ရှိတယ်။သူ့ရဲ့အချစ်ဆုံးတငယ်ချင်းတခြား content creator တယောက်ကဒီအာအတူပါပေါ့နော်။နာရီအခမ်းအနားတစ်ခုလုံးကို live လွှင့်ပြီးတော့သူ့ရဲ့ချစ်တဲ့သူတွေအားလုံးကြည့်နိုင်အောင်ပြသခဲ့တယ်လို့သိရပါတယ်။ အိမ်နီးရဲ့နီးလေ2နာရီလောက်မှာတော့ဒီနာရီအစီအစဉ်တွေအားလုံးပြီးသွားခဲ့တယ်ပေါ့နော်လူပေါင်း2000ကျော်နီးပါးလာခဲ့တဲ့တကြောင်မလို့ရဲတွေမိသက်တွေအားပါဝင်ပြီးတော့လမ်းတွေပိတ်ပြီးတော့လမ်းရှင်းပေးရတယ်တော့လုပ်ရတယ်လို့သိရပါတယ်ဒီမာရီယန်ကိုချစ်တဲ့သူတွေမာရီယန်ရဲ့အဖြစ်ပျက်ကိုပေါ့နော်အမှန်တိုင်းသိချင်ပေမဲ့လေဒီတိုင်းပဲပြီးဆုံးသွားတဲ့တကြောင်မလို့ဝမ်းနည်းဝမ်းနည်းစွာနဲ့ပန်းနေဖျောင်းနိုင်နေနဲ့လာပြီးတော့နှုတ်ဆက်ကြတဲ့သူတွေလည်းအမြောက်များရှိပါတယ်ရဲရီကတော့မာရီယန်ဟာကိုကိုကိုတတ်တည်လိုက်တဲ့ ဒဏ်ရာတွေဟာလည်းသူ့ကိုယ်သူပဲအဲ့လိုပေါ့နော်လှုပ်ထားလို့ရတဲ့ဒဏ်ရာတွေဆိုပြီးတော့ပဲတုံးသက်ပြီးတော့အမှုပိတ်ခဲ့တယ်ပေါ့နော်မာရီယန်ရဲ့မိသားစုတွေဟာရဲတွေဟာမာရီယန်ရှိတဲ့နေရာကိုရှာဖွေတာအချိန်အရမ်းကြာရတဲ့ကြောင့်မလို့သူ့သမီးရဲ့အသက်ကိုမမီလိုက်ဘူးဆိုပြီးတော့တရားစွဲထားရလို့လည်းသိရပါတယ် ဒီအမှုမှာဆိုလို့ရှိရင်မိသားစုဝင်နေရလဲသူသမီးလေးပေါ့နော်ဒီလိုရုတ်တရက်ကြီးအင်းအထွက်သွားတယ်ဗမညာမဲမသိပဲနဲ့ဒီလိုကြီးပြန်တွေ့ရတဲ့ဟာကိုဒီတေးစုံစမ်းပြဖို့မတောင်းဆိုပဲနဲ့ကောင်မလေးရဲ့အသက်ကိုရက်တန့်လိုက်ဖို့လုပ်တာကလည်းထူးဆန်းတယ်လို့ခံစားရတယ်နောက်တစ်ချက်ခါကျတော့လေဒီလိုတနိုင်ငံလုံးကဒီမရီယန်ပျောက်နေတယ်ဆိုတော့သိတယ်လိုက်ရှာနေတယ်ဆိုတော့လည်းသိတယ်ဒီဟိုတယ်ကလူတွေဟိုတယ်ကဝန်ထမ်းတွေဟာ မာရီယန်အဲ့မှာရှိနေတယ်ဆိုတော့ဘာလို့တယောက်ကမှရဲကိုဖုန်းမဆက်ခဲ့တာလဲပေါ့နော်အဲ့ဒါကလည်းတော်တော်တန်ရရှိတယ်။နောက်ပြီးတော့လည်း CCTV ရဲ့အကုန်လုံးဖြတ်နေရဆိုတာသူတယောက်ထဲလာတာလားနှစ်ယောက်လာတာလားဆိုတာတော့မပြောပြနိုင်တဲ့ကိစ္စဟာတော်တော်ကြီးကိုတန်ရရှိစရာကိစ္စလည်းဖြစ်ပါတယ်။ဒီအမှုဟာဆိုလို့ရှိရင်အဖြေထက်မေးခွန်းနေပဲပုံများတဲ့အမှုလည်းဖြစ်ပါတယ်။အဲ့တော့နားဆင်နေသူတွေရောဘယ်လိုထင်ပါလဲ?ထင်မြင်ချက်လေးတွေကိုစူဇန်ကိုမျှဝေပေးခဲ့ပါအောင်နော်။နားဆင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ ဒီနေရာမှာပဲရှိနေရှိနေကိုရောစိတ်ပါကျမ်းမှချမ်းသာပြီးတော့ဘေးကင်းပါစေဆက်နောက်တဲ့ video မှာပြန်တွေ့ကြမယ်နော်တတ